ီဗီဆေးတောက်နေရတယ်ဆေးတောက်တာလည်းပုံမှန်ပဲဒါပေမဲ့လူကတဖြည်းဖြည်းတဖြည်းဖြည်းပိန်ပိန်လာတယ်အားရလည်းမရှိဘူးအဆုတ်ထဲမှာရေတွေရတယ်ဝင်းရင်တော့ပဲပေါ့နော်ဘာကြောက်လဲအဖေကကြတော့မိတ်ဆွေရဲ့ခန္ဓာကိုယ်ကစစ်တိုက်နေရလို့ပါ TV ပုံမှန်တွေကိုတိုက်ထုတ်ဖို့ခန္ဓာကိုယ်ကစွမ်းအင်တွေအများကြီးသုံးနေရတဲ့အချိန်မှာဆေးတောက်ယုံနဲ့မလုံလောက်ပါဘူးအစားတောက်ဆိုတဲ့လက်နဲ့မပရင်ဒီစစ်ပွဲကိုနိုင်ဖို့ခက်ခဲပါတယ်ဒီနေ့ဗီဒီယိုလေးမှာ TV ဆေးတောက်နေတဲ့သူတွေအထူးသဖြင့်အဆုတ်ထဲရေဝင်နေတဲ့သူတွေမဖြစ်မနေစားတောက်ရမယ့်အစားအစာ၃မျိုးနဲ့လုံးဝလုံးဝကိုရှောင်ရမယ့်အရာတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးနဲ့အရေးကြီးဆုံးကကြတော့ protein diet လို့ခေါ်တဲ့အစာချက်ပါ TV ပိုးကမိတ်ဆွေရဲ့အဆုတ်ကအသားတွေကိုလိုက်စားသွားတာပေါ့နော်ဆိုတော့အဲ့ဒီအဆုတ်တွေပြန်ကောင်းဖို့အဆုတ်အမေးပါးတွေပြန်ကောင်းဖို့ဆိုရင်ဘီလက်မြေလိုမျိုး protein ဓာတ်အသားဓာတ်ကိုလိုအပ်ပါတယ်အာပြီးတော့အဆုတ်ထဲရေဝင်နေဆိုတာကခန္ဓာကိုယ်မှာအသားဓာတ်နှဲရင်ပိုဆိုးတတ်တယ်ပေါ့နော်ဒါဆိုရင်ဘာတွေစားရမလဲဇီးကြီးဓာတ်တွေဝယ်တော့စရာဝယ်စားကြမလို့ပါဘူးအလွယ်ကူဆုံးကတော့ကြက်ဥပါတည့်ရက်ကိုနှလုံးလောက် အနှစ်ရောအကာရောစပါဈေးသက်သာဆုံးအာဈေးတမျိုးပေါ့နော်ကျန်နာပဲမျိုးမျိုးကလပဲပဲဝပဲပြုတ်ပဲချံကြိုက်တာစားအသားဆိုရင်လည်းကြက်သားငါအမဲသားရရစားလို့ရပါတယ်အဓိကမှတ်ထားဖို့ကချင်းမင်းကိုရှော့စားပြီးတော့ဟင်းကိုမြများစားရပါမယ်ဒုတိယတစ်ချက်အနေနဲ့ TVC တွေတောက်နေရင်လည်းခြေလက်တွေထုံတာကျဉ်တာပူဆက်ပူဆက်ဖြစ်တဲ့မျိုးတွေခံစားရဖို့လေဒါဟာ TVC တွေတခုဖြစ်တဲ့အာဆိုနိုင်ယာဈေးကြောင့်ဖြစ်ပါတယ်ဗီတာမင် B6 ဓာတ်နည်းသွားတာပေါ့နော် ဒါကိုကာကွယ်ပေးဖို့အတွက်ဆံဝင်တွေကကြတော့ B6 ဗီတာမင် RC ပေးတတ်တယ်ဒါတွေအပြင်အစာတောက်နဲ့လည်းဖြည့်လို့ရပါတယ်။မအာလူးငပြောသီးမြေပဲကြက်သားဒီအစာစာတွေကအကျော်အားနဲ့တာထုံကျင်တာတွေကိုတတ်တာစီပါတယ်။တတိယတစ်ချက်နေရကြတော့ဆရာကတော့ပြောတော့ပြောတာပေါ့နော်စားပါစားပါနဲ့လူနာကခင်းပြက်ပြီးတော့ဘာမှမစားခြင်းမဖြစ်နေရဘယ်လိုလုပ်ရမလဲ TBC ရဲ့ဘေးကျွတ်ဆိုးကျိုးတွေထဲမှာပြုတ်ခြင်းအန်ခြင်းတာပါပါတယ် ဒီလိုအချိန်မှာချင်းမင်းကိုတခါတည်းအများကြီးမစားဘဲနဲ့နည်းနည်းချင်းစီကိုပဲတနေ့ကို9က6ခါလောက်ခွဲပြီးတော့စားပေါ့နော်အနက်ပြင်တာတွေဆိုရင်ရှောင်းပေါ့စီပြန်ဟင်းတွေအစာဟင်းချိုအရေတောက်လေးတွေတွေတောက်ပါပြီးတော့အချင်းတက်လေးလည်းနည်းနည်းကူပေးပေါ့နော်အမှတန်ပြာရေလေးနည်းနည်းတောက်တာမျိုးဆိုတော့ခင်းလိုက်စီပါလေနောက်ပြီးတော့ဆေးတွေမှလည်းရှိတယ်ဗျာနော်အစာစားဝင်စေမဲ့အပီလန်လိုက်စင်းဆိုတာလူတိုင်းသိတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့လူကြီးတောက်တဲ့ဟာရှိပါတယ်ဒီလိုမျိုးတောက်ရမယ် နော်နောက်တစ်ခုကကျတော့ရှောင်းမယ့်အရာတစ်ခုပါရှောင်းမယ်ဆိုတဲ့နေရာမှာတစ်ခုပဲရှိပါတယ်ဒါကတော့အရက်နဲ့ဆေးလေးပါ TV ဆေးတွေကိုတိုင်ကအသေးကိုနည်းနည်းဝင်ပြီးစီတယ်အရက်ကလည်းအသေးကိုဖြစ်စီပါတယ်ဆိုတော့ TVC နဲ့အရင်နဲ့ပေါင်းလိုက်ရင်မိဆွေရဲ့အသေးအားဂျမ်းမခနိုင်တော့ပဲအသေးရောင်အတဝါတွေဖြစ်ပြီးတော့အသက်အန္တရာယ်တွေရှိနိုင်ပါတယ်။ဒါကြောင့်ဆေးတောက်နေတဲ့ကာလ6လလုံးပါပေါ့နော်။လုံးဝအရက်ကိုလုံးဝလုံးဝမတောက်ပါနဲ့။ စေးလေးလည်းမတော့ပါနဲ့ဘာလို့လဲ TV ဖြစ်နေဆိုတော့အဆုတ်မကောင်းတာပေါ့နော်ဆိုတော့နေကုန်းချုံနေလည်းပြောရရင်ဈေးတော့တာကယောဂပုဂ္ဂိုလ်တက်ဖို့ဖြစ်ပြီးတော့အစာစားတာကခန္ဓာကိုပြည့်လဲတည်ထောင်ဖို့ဖြစ်ပါတယ်အဆုတ်ရဲ့ရေဝင်တာအာပြတ်တာတွေမြန်မြန်တက်တာဖို့ဒီနေ့ပြောတဲ့အတိုင်းအစာသောက်နေထိုင်ကြပါလို့ပဲတိုက်တွန်းချင်ပါတယ်ဆိုဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် TV ယောဂဝေဒနာခံစားနေရတဲ့မိတ်ဆွေတွေစီကိုလက်စစ်ကန်ဝေမျှပေးပါ ပြီးတော့ဒီဗီဒီယိုလေးလည်း like လုပ်ပေးပါဘောเนาะကျမ်းမိုင်းနဲ့ပတ်သက်တာသိချင်တယ်ဆိုရင်လည်း comment လေးရေးခဲ့ပေးပါလို့ပဲပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ယူမန်ပါနောက်ဗီဒီယိုမှာပဲတွေ့ပါမယ်တဒါ